Hello အားလုံးပဲမင်္ဂလာပါဘိုးဘမချန်ကနေကြိုဆိုပါရစေ Crystal Palace ကတော့လက်ရှိ Champion မှာတောက်လျှောက်ဆိုသလိုနိုင်ပွဲတွေဆက်နေတဲ့ Liverpool အသင်းကိုတကယ်ကောင်းတဲ့ performance တစ်ခုပြခဲ့ပြီးတော့အိမ်ကွင်းမှာနှစ်ဂိုးတစ်ခုဆိုတဲ့ကျွန်တော်တို့သာရလတ်နဲ့အနိုင်ယူပြနိုင်ခဲ့တယ် Crystal Palace ကဘက်ကကျွန်တော်တို့သာ Ismail Assar က6မိနစ်မှာတင်ဥဆောင်ကိုတွင်းခဲ့ပြီးတော့ Federico Chiesa က89မိနစ်မှာနောက်ကျကိုနဲ့ Liverpool အတွက်အရေးကြီးတဲ့ခြေပါကိုပြန်တွင်းတယ်ဒါပေမဲ့ တို့လူစားဝင်လာတဲ့အဒနဂီတီးယားက68မိနစ်မှာခရစ်စတယ်ဘဲလစ်တို့နောက်ကျကူသွင်းသွားပြီးတော့2-1ဆိုတဲ့ရလနဲ့ကျွန်တော်ကခရစ်စတယ်ဘဲလစ်ကနိုင်တယ်ဆိုတော့ DRD ပရီးမီးယားလိဂ်6ပွဲကစားပြီးတဲ့အချိန်မှာ လုံးဝရှုံပွဲမရှိသေးတာဆိုလို့ခရစ်စတယ်ဘဲလစ်တသိမ်းပဲကြံပါတော့တယ်ခရစ်စတယ်ဘဲလစ်တသိမ်းပဲကျွန်တော်ကျင်းတော့တယ်တကယ်လည်းပဲခြေစွမ်းကောင်းနေပေါ့နော် performance ဒီပါလိဒီပွဲအပြာနိုင်ဖို့ထိုက်ကိုထိုက်တန်ခဲ့တယ် ထိုက်ကိုထိုက်တန်ခဲ့တယ်ဆိုကျွန်တော်တို့လီဗာပူးသင်းရဲ့ရှေ့ပွဲစဉ်တွေကိုကျွန်တော်တော်တော်များများကြည့်ရင်ကျွန်တော်အများအားပြောလို့ရှိကြတယ်လီဗာပူးသင်းက9ပွဲတွေ9ပွဲလောက်ဇက်တိုက်ဆက်နေတာအချို့ပွဲတွေမှာခြေသွမ်းကောင်းနေတယ်ဒါပေမဲ့လို့သူတို့ဂိုးသွင်းတဲ့ပုံစံတွေကနောက်ကြကူတွေနောက်ကြကူတွေနောက်ကြကူတွေနဲ့သွင်းနေပြီးတော့ခံစစ်မှာလိုအပ်ချက်တွေကျွန်တော်များတယ်เนาะကွင်းလေကကျွန်တော်ဘောနဒိုမီနီဆူဘူဇ်လိုင်းနဲ့ဘရီဗန်ဘတ်ကိုတွဲကစားရင်ကစားမဟုတ်ဘူးမက်ကာလစ်စတာနဲ့တွဲကစားရတယ်ဆိုရင်ရှင်မက်ကာလစ်စတာနေနဲ့ခြေသွမ်းကောင်းမှရမယ်ဒီပွဲမှာ ်အလစ်တာစီကဘာ performance ကောင်းကောင်းမတွေးခဲ့ရဘူးလို့ကျွန်တော်ထင်တယ်အဲလီဗာပူးသင်းနေနဲ့ပေါ့နော်ဒီယာဒီမှာပထမဆုံးရှုံးပွဲကိုသူတို့ထိုက်ထိုက်တန်တန်ရှုံးခဲ့တယ်လို့ပဲကျွန်တော်ထင်တယ်ခရစ်စတယ်ပဲရစ်ဘက်ကလီဗာပူးသင်းကိုသူတို့ရှင်ကစားဖို့ကျွန်တော်ကြိုးပမ်းနေလီဗာပူးသင်းကတော့ဒါအများဆုံးကျွန်တော်ပေါ့နော်ဘောလုံးပိုင်ဆိုင်မှုတွေပါရတာပေါ့လေဒါပေမဲ့လို့ပထမပိုင်းမှာဆိုရင်ပဲလစ်တအားကိုကောင်းတာခရစ်စတယ်ပဲလစ်ကတအားကိုကျွန်တော်ကောင်းနေတယ်မှာပါတယ်ဆိုတော့ဒီပွဲမှာခရစ်စတယ်ပဲလစ်ကစုစုပေါင်း16ကြိမ်ကျွန်တော်တို့ဂိုးပေါက်ကန်တယ် 16ချိန်ဂိုးပေါက်ကင်တဲ့နေရာမှာ9ချိန်ထိဂိုးပေါက်တဲ့တယ်။နှစ်ဂိုးကျွန်တော်ရတယ်။လေပါဦးတင်းနေတဲ့အချိန်20ဂိုးပေါက်ကင်တဲ့၄ချိန်ဂိုးပေါက်တဲ့တယ်။တကူးပဲကျွန်တော်ရတယ်။ဆိုတော့ဒီနေရာမှာ Palace နဲ့အရင်ပတ်သက်ပြီးကျွန်တော်စပြော။ Palace ဒီနေ့ကစားတာကိုကျွန်တော်တော်တော်လက်လံနေလို့ကျွန်တော်ထင်တယ်။ Palace နေနဲ့ရှေ့ပွဲဒီမှာတကယ်ကောင်းနေပေါ့နော်။ခြေသွင်းနေပါလိပြခဲ့တာကျွန်တော်ရှိတယ်။ဒါပေမဲ့ဒီပွဲပထမပိုင်းတော့ကောင်းတဲ့ခြေသွင်းကျွန်တော် Palace စီကမမြင်ရဘူး။ Crystal Palace ကဒီပွဲမှာခြေသွင်းတအားကိုကောင်းခဲ့တယ်ပထမပိုင်းမှာတော်တော်ကောင်းတဲ့ခြေသွင်းကိုကျွန်တော်မြင်ခဲ့ရတာ တော်တော်ကောင်းတာပထမပိုင်းဆိုလို့ရှိရင်အလစ်ဆန်ကယ်နီလို့နော်သိလားအလစ်ဆန်ကယ်နီလို့မဟုတ်ရင် 3C 4C တွေကျွန်တော်ဖြစ်ရမှာအဲ့လိုလေအဲ့လောက်ကြီးကြီးကျွန်တော်ဖြစ်ပထမပိုင်းဆိုလို့ရှိရင်ခရစ်စတယ်ဘယ်လီကဂိုးပေါက်တီလဲတဖုံဖုံကန်တယ်ဂိုးတီလဲတဖုံဖုံတဲ့တယ်မာတီတာတို့ဘာလို့မင်းဘားတိုင်းကြီးကိုဖုံးကလေးမှန်းတဲ့လုံးတွေကကျွန်တော်ရှိသေးတယ်အလစ်ဆန်ကတယောက်ချင်းတယောက်ကာသွားတာမျိုးတွေနော်ကျွန်တော်တို့တိုက်စင်မှုဖြစ်တဲ့ကျွန်တော်တို့ဒါမာတီတာတယောက်ချင်းတယောက်အလစ်ဆန်နဲ့တွေ့တာမကိုးခဲ့တာတွေနော်ဒါအပြင်ကျွန်တော်အစ်စမိုင်လန်ဆားတို့ဘာလို့ကျွန်တော်ချိုးပြီးတာလူကျင်တဲ့နေရာကိုကျွန်တော်မရောက်တာတွေကျွန်တော်ကြည့်ရင် ခရစ်စတယ်ဘဲလီစ်ကတော်တော်ကိုနှစ်မျိုးပေါ်က2-1ဆိုတာသူ့လိုအနေနဲ့တော်တော်ကိုနိုင်နေတယ်ပြောရမယ်3-1 4-1 5-1ညတော့မှဖြစ်ရမှာမှန်းတိုင်းပြောရင်တကယ်သူတို့အတွက် imminent ကောင်းတဲ့ chance တွေပါတယ်မြင်ခဲ့ရတာဒါကြောင့် Oliver Glasner ရဲ့အသင်းကတော်တော်ကိုကောင်းပါတယ်ဒီပွဲကစားတာတော်တော်ကိုကောင်းတယ်ထိရောက်မှုတွေလည်းကျွန်တော်တို့အရင်ကောင်းတယ်တကယ်တကယ်ကန်ချက်တွေဆော့တာတွေပြီးလို့ချင်း Liverpool အသင်းရဲ့ဘောနော်တော်နောက်တန်းဘယ်လိုပြောမလဲကိုနာတီတို့ဘာလို့တိုင်ပတ်နေတာတွေတတော်ကိုဒုက္ခပေးနိုင်ခဲ့တယ်ဆိုတော့နောက်တန်းကမဂီဟီတို့เนาะလာခရော့စ်တို့ရစ်ချက်စ်တို့ကစားတဲ့နေရာတွေမှာတတော်ကောင်းတဲ့နေရာမှာပါတယ် ဒါအပြင်ကျွန်တော်တို့ဗောနော်၄ယောက်တန်းမှာဆိုလို့ရှိရင်လည်းအစွန်နှစ်ဖက်ကမီရှယ်တို့ပြီးလို့ရှိရင်မူနိုစ်တို့ကဗျာအတက်အစင်းညီမျှကျွန်တော်တော်တော်ကောင်းနေတိုက်စစ်လိုက်တဲ့နေရာတွေမှာကောနော်ခန်းစစ်ပြန်ပိတ်တဲ့နေရာတွေမှာကောတော်တော်ကိုကောင်းနေတယ်မှာကျွန်တော်ပါတယ်လေပါဦးတင်းကတကူရတာတော့မှတော်တော်ကံကောင်းတာဘာကြောင့်များအိုက်ကူပေးလိုက်လဲကျွန်တော်စဉ်းစားလို့မပြောအိုက်ကူကရစရာအကြောင်းကိုမရှိဘူးနော်အိုက်ကူကလက်ထိဆာလာလုံးဝလက်ထိသွားတာကိုကျွန်တော်ပေးစရာအကြောင်းကိုမရှိဘူးဒါကိုရအောင်ပေးလိုက်တည်တာလေပါဦးကောနော်ဆိုတော့အစ်စမိုင်လာဆာဝါပီညူတော်တော်ကြီးကောင်းနေမာတီတာဆိုဒီပွက်မှာတော်တော်ကောင်းတာ တော်ကောင်းနေတိုင်အောင်အဲ့ကောင်တယောက်ချင်းတယောက်တွေမကူတာတွေကိုသုံးလုံးလောက်ရှိရေနော်ဒီလားဆိုတော့ Crystal Palace နေနဲ့ဒီဘက်မှာတော်ကောင်းနေကွင်းလယ်မှာသလိုချင်းနေပဲကာမာရာတို့ဘောနော Watson တို့ဝင်လာတဲ့ Huge တို့တော်တော်လေးကိုအဆင်ပြေတဲ့တွေမှာပါတယ်ဆိုတော့ Oliver Glasner ရဲ့အတင်းကတော့တကယ်တကယ်ကိုရည်ချင်းအပြည့်နဲ့အိမ်ဝင်းမှာ Liverpool အတင်းကိုကျွန်တော်တို့အနိုင်ယူပြသွားတာယာဒီမစခင်ကလည်းဒိုင်းဖလာမှာဒီကောင်တွေကိုနိုင်ထားတာပင်နေဒီဆုံးပြနေအခုလည်းပဲဒီကောင်တွေကိုကျွန်တော်တို့နှစ်ကိုးတကိုးနဲ့ကျွန်တော်ထပ်ပြီးတော့နိုင်သွားပြန်ပြီကျွန်တော်တို့က Liverpool အတင်းနေဒီနေ့ပွဲတင်မှာအနိုင်ရမယ်လို့ကျွန်တော်ထင်ခဲ့တာဂိုးမပြတ်ဘူးပေါ့တော်တော်လေးပဲ ်လီဗာပူးတင်းကကျွန်တော်အရှုံးပေးလိုက်ရတယ်ခရစ်စတယ်ပဲလစ်ကကျွန်တော်ဂိုးပြတ်နိုင်သွားတယ်လီဗာပူးဘက်ကိုကျွန်တော်ကြည့်အောင်ဆိုတော့ရှူဂိုအဂတီဂီမပါတာကလည်းလီဗာပူးအတွက်အတိုင်းတာတစ်ခုတည်းပေါ့နော်အားနည်းချက်လို့ပြောလို့ရတယ်သူကပြီးခဲ့တဲ့ပုံမှန်ဒီအင်ကြီးချုပ်ပြီးတော့အောင်ဝက်ကနှစ်ဝါးတည်းနေထိသွားတာဆိုတော့သူဒီပြည်ရင်းပွဲသူကိုသူလွဲတယ်ပေါ့နော်တကယ်တမ်းကဗျာရှူဂိုအဂတီဂီပါတယ်ဆိုရင်တော့မှမဆိုးဘူးပေါ့အခုကကအိဆက်ကိုလဲတာတောင်မှလူငယ်ကစားမလေးရီယိုထည့်ရတာ တကယ်တကယ်တမ်းက IKTG တို့ဘာလို့ကိုထည့်မယ်ဆိုရင်အတိုင်းအတာတစ်ခုဒီလီဗာပူးတင်ဘက်ကအပြောင်းလဲတွေဘာတွေကျွန်တော်ညှို့လင်းလို့ရတယ်။နော်ရသွားတဲ့တကူတော်မှာကျွန်တော် Federico Chiesa ဒုတိယပြန်ဝင်လာတာတွင်းသွားလို့အဲ့ဒီကူကလုံးဝပြီးတင်နေတယ်မပါဘူး။တကူရတာတော့မှတော်တော်လေးကံကောင်းမဖြစ်တင်ဘူး။လီဗာပူးတင်ရခဲ့တဲ့ကူကဖြစ်ကိုမဖြစ်သေးတဲ့သူ။ကျွန်တော်အဲ့လိုဖြစ်တင်မို့လာတဲ့ချိန်ဒီမျိုးမှာကောင်းတိုက်ဖို့ကျွန်တော်ကြိုးပမ်းတာဆာလာကဒီလက်ကြီးကမြောက်နေဘောလုံးကအဲ့လက်ကြီးကိုထိပြီးတော့အောက်ကျလာတာ။အဲ့ဒါကို Richard ကကျွန်တော်ကောင်းတိုက်ပြီးတော့ထုတ်ရတာ။ तू ကလုံးဝ position ကနော်ဟွာဖြစ်သွားပြီးတော့ ဖဒီကိုခီစာရီတက်ရောက်သွားတာကိုဒီကဘူဖျက်ပြီးတော့အဲ့မှာဂိုးပေးရတာအဲ့ဒီဂိုးကပေးခဲ့တဲ့အကြောင်းကိုမရှိတာခရစ်စတယ်ပဲနစ်နေနဲ့လုံးဝ clean sheet ပါရခဲ့တင်ညာပြန်ပြတဲ့အရာတွေကဘောနော်ဘာကြောင့်မြန်သူတို့တွေဂိုးပေးလိုက်တဲ့တော့ကျွန်တော်မသိဘူးဒါပေမဲ့လို့တေချာတာတခုကအဲ့ဒီတကူကခီစာရီဂိုးကပေးတဲ့အကြောင်းကိုမရှိတာဒါကိုပဲလီဗာပူးတင်ရဲ့ဘက်ကကျွန်တော်ဘောနော်ဂိုးရခဲ့စဉ်းစားကြည့်တယ်ဗျာအဲ့ဂိုးပေးသူရောတကယ်လီဗာပူးတင်ရဲ့ဘက်ကနောက်ကြဂိုးနဲ့နိုင်သွားပြီဆိုလို့ရှိရင်ခရစ်စတယ်ပဲနစ်အတွက်ဘလောက်တော့နစ်နာစရာကောင်းခဲ့လေဆာလာလည်းကြီးကြည့်နေတာလေ ။ဆာလာလည်းကြီးချင်နေတာလေ။အဲ့ဒါကြီးကိုကျွန်တော်ကိုးရအောင်ပေးခဲ့တာ။လက်ထိသွားလို့ဘောလုံးလမ်းကြောင်းတောင်ပြောင်းသွားသေးတယ်။အဲ့ဒါကိုပဲကူးပေးရတာ။ဆိုတော့ဒါကြောင့်ဗောနအဲ့ဒီကူးကလီဗာပူးတင်းနေတဲ့လုံးဝရခဲ့တင်းနေတဲ့မှာပါတယ်လို့ကျွန်တော်မထင်ဘူး။နောက်တစ်ခုကကျွန်တော်အနေနဲ့အာဆာလာလည်းဆာလာလည်းပဲဗျာပွဲတိုင်းမိနစ်90အပြည့်တာကစားနေရတာ။သူရဲ့တာဝန်တွေကတခြားကစားသမားတွေကိုမျှပေးနေရတယ်ကျွန်မှန်ရွေးလို့ဒီပွဲမှာတော်တော်တိုင်ပတ်တယ်ဒီပွဲမှာတော့ channel ပွဲတွေနဲ့ရှင်ဆာလာကတိုက်စစ်နေကိုကျွန်တော်လိုက်ရတယ်လို့ပြောလို့ရတယ် ဘာလို့လဲဆိုတော့ဆူဘူဇလိုင်းတို့ဘာလို့ဖြစ်တင်ပေါ်ဒီဘာလို့တဲ့ခါတိုင်းမှာဆလာကဘောက်ဆင်းမှကြီးပဲရှိနေတာနောက်တစ်ခုကတော့ဆူဘူဇလိုင်းကန်နယ်လုံးကိုကျွန်တော်ဂိုးဘီလိုကိုထင်တာဆလာဖြတ်သွားတယ်ဆူဘူဇလိုင်းကန်နယ်လုံးကိုအဲ့ဒါဒီဟန်နဆန်ဒိုက်ပြတာမှီတယ်လို့ကျွန်တော်မထင်ဘူးဆလာကြီးတယောက်နဲ့အေရီယာထိပ်မှာအေရီယာထဲမှာလေဆူဘူဇလိုင်းကန်ပလိုက်တယ်ဗျာဆလာခြေတော်ကြီးထိပြီးတော့အပေါ်ထောင်းတက်သွားတာဘာနဲ့မှကြုံသွားတာတကယ်တမ်းကဆလာထိရင်အဲ့လူကျွန်းနဲ့ထင်တယ်ဆလာမထိရင်တော့မှအဲ့ကူကဂိုးနေရမယ်လို့နော်ဂိုးနေရမယ်လို့ဒါအပြင် ဖလိုရီယန် VS ခေါင်းတိုက်သွားတာကျွန်တော်တို့ကဂိုးသမားတက်တဲ့ဖြစ်နေတယ်နော်ဒီဟန်နဆန်တက်တဲ့ဖြစ်နေတော့ဟန်နဆန်ကအသားလေးပုတ်သွားတယ်အလစ်စတာလည်းခြေသွင်းမပြနိုင်ဘူးနောက်တန်းကကော်နာပရက်တလီကလည်းအသားမမယ်အဆိုးဆုံးကသိလားအဆိုးဆုံးကမင်းကိုနာလေးပဲဘယ်လိုညံ့လို့ညံ့မဲမသိဘူးဒီပွဲမှာအဲကြောင့်လီဗာပူးကပြီးခဲ့တဲ့ညမှာဂေဟီကိုလူချင်းခဲ့တယ်ဆိုတာအလကားမဟုတ်ဘူးနော်ဒီကိုနာလေးကဘလူးမန်အဆင်မပြေဘူးဘန်ဒိုက်ကြီးတော်တော်ကြီးကိုကောင်းနေလို့လို့ဒီပွဲမှာဘန်ဒိုက်နဲ့အလစ်ဆန်ကအကောင်းဆုံးပဲလီဗာပူးအတွက်ဘန်ဒိုက်နဲ့အလစ်ဆန်အကောင်းဆုံးပဲ နော်မင်းကိုနာလေးတအားကိုညံ့ခဲ့တဲ့တဲ့မှာပါတယ်တအားကိုညံ့တာကိုနာလေးဒီပွဲမှာဆိုတော့ခန်းစစ်မှာကစားနေရင်တော်တော်ကြီးကိုဆွဆွပြပြကြည်ဒါကြောင့်လည်းပဲသူ့ကိုလူစားလဲပလိုက်တယ် frame bound ကိုကျွန်တော်ထည့်တယ်ထည့်လဲမှာပဲရတော့မှာပဲတိုက်စစ်ကိုလူတာကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်မယ်ဒါပေမဲ့ခန်းစစ်တိုင်ပတ်လို့လည်းဖြစ်ကောင်းဖြစ်နိုင်မယ်ဘလို့မှန်ကိုအဆင်မပြေဘူးနော်ဒါကြောင့်ယူကိုအဂတီကီတို့ဘာလို့ရှိခဲ့ရင်တော့အပြောင်းလဲဖြစ်ကောင်းဖြစ်နိုင်ပြီမြေလီဗာပူးအနေနဲ့နောက်ဆုံးတော့ရှုံးပွဲကြုံသွားရပြီခရစ်စတယ်ပဲလီစာလုံးဝကိုရှုံးပွဲမရှိသေးဘူးဆိုတော့ဒီပွဲမှာဆိုရင် ကိုရီကပူလည်းအလောက်ထိဒီအချိန်ကြီးကောင်းနေလို့ကျွန်တော်မထင်ဘူးပေါ့နော်။တာမန်မဲ့ကိုရီကပူကလည်းဗာလဲဘောလုံးရလာမဲ့အထက်ကိုဆွဲဝင်မဲ့ကံမဲ့ဒါပဲရှိတာ။ဒီထက်ပိုပြီးတော့ဟိုဘယ်လိုရမလဲမထင်မှတ်တဲ့အရာတွေလောက်ပြနိုင်ဆိုရင်ဂပူမှကျွန်တော်ရှိမနေဘူး။တလေပေါင်းတင်းကအချိန်20ဒီကိုပေါက်ကံသွင်းမှုကျွန်တော်ရှိတယ်။ဒါမဲ့လို့၄ချိန်ပဲကိုပေါက်တက်ပြီးတော့တကူးပဲကျွန်တော်ရတယ်။ပြိုင်ဘက်ကိုအမှန်ကန် PRP ကစားနိုင်တယ်တကယ်တကယ်ပေါ့နော်ကျွန်တော်ကဟိုတက်တက်တိုက်စစ်မှာဒရက်ဆက်တိုက်တာတွေလည်းကျွန်တော်ရှိတယ်ဒါပေမဲ့လို့လေပေါင်းတင်းကလုံလောက်တဲ့ဂိုးတွေမရခဲ့ဘူးနောက်ဆုံးတော့ကျွန်တော်အရှုံးနေသွားရတယ် ရစ္စတယ်ပဲလစ်တတင်းမဲ့ဒီယာဒီမရှုံးတာမရှုံးတာရှိတော့တယ်ချန်နယ်တင်းနေအကုန်ရှုံးပြီးသွားပြီဒီကလို့နေနေရောဘလူးမင်းရလဲဒီပွဲနဲ့ပတ်သက်လို့ဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးတို့ပါတယ်